။ရှင်နေကမစီးပြစ်တာနှစ်ချီကြာနေပြီဖြစ်တဲ့မိရထားကိုကျွန်တော်ပြန်စီးဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီရထားကျွန်တော်ရဲ့ဇာတိမျိုးလေးကို ရောက်တဲ့မိရထားတော့မဟုတ်ဘူး။ဟုတ်တယ်။ရထားပတင်းပေါက်ကမြင်ရသမျှရှုပ်ကင်းတွေထဲမှာမှိုင်းညွနေတဲ့တောင်တန်းတွေမရှိဘူး။ရထားပတင်းပေါက်မှာလာတော့လဲခုနေတဲ့နှီးရစက်တွေမရှိဘူး။ညဆိုင်နေတဲ့ရွာလေးတွေမရှိဘူး။ ဒါပေမဲ့ကျွန်တော်အတဲတန်လိုက်ရှာနေမိရဲ့စိတ်မြနေတဲ့စပါးကင်းတွေရဲ့အဆုံးမှာတောင်တန်းတွေများရှိနေမလားပေါ့ချင်းကြီးပါပဲမြင်းနေလန်းလေးရွာဦးစီတီလေးခေါင်းပေါင်းကိုစီနဲ့ဒေသခံတွေအဆူပါမှမရှိနေတာပါအဆူဆုံးကတော့ဘူဒာယုံအိုလေးရောက်ရင်သပင်းကိုတောက်ချောက်ပြီးကျွန်တော်ကိုစောက်ကြုံနေမယ်အဖေမရှိတော့တာပါ အရင်အဆိုကျွန်တော်စီးလာတဲ့တွဲနံပါတ်ပြောထားရုံနဲ့အဖေကအဲ့ဒီတွဲရဲ့တကားပေါက်ကနေကျွန်တော်နာမည်ကိုအသေးအသံဩခေါ်ပါလိမ့်မယ်အလို့ဆိုကျွန်တော်တို့မျိုးလေးကိုမိရထားဆိုင်ချိန်ကညတကောင်တလွဲချိန်ဖြစ်နေတာကိုကျွန်တော်ကလည်းကလေးပီပီအဲ့ဒီအချိန်ဆိုအိပ်ဖြူနေခဲ့တာများတယ်အိပ်ဖြူနေရင်တော့နောက်ဘူတာကိုကြော်ပါသွားမှာပေါ့ဒါပေမဲ့အဖေကျေးဇူးကြောင့်တကားမှတော့ ချောပါမသွားခဲ့ဘူးပါဘူး။ဒီရင်အဖေကသူ့စပိန်းလေးမှာ ကျွန်တော်အိတ်ကိုတင်မယ်။စပိန်းလေးကိုကျွန်းပြီးကျွန်တော်နဲ့အတူတူစကားတပြောပြောနဲ့မဲမောင်နေတဲ့နေမျိုးလေးရဲ့လမ်းမတွေပေါ်ဖျက်ရှောက်မယ်ပေါ့။တရေဆောက်ဒူစင်းလာတတဲလို့နာမည်ကြီးရဲ့မျိုးလေးကကုကုပင်နာရောက်ရင်ကျွန်တော်ကအဖေနာပို့ထိုးကလိုက်မယ်။ဒီလိုနဲ့အယောက်ကြီးလဲကျွန်တော်ကအမေနဲ့အိယာထဲမှာစကားတွေပြောကြမယ်။ ဖေဟာသားမိတွေမနှက်မဆက်ပြောကြပါလားအိတ်ချအောင်လို့လမ်းဆိုမယ်ဒါပေမဲ့ကျွန်တော်တို့သားမိကတော့ဆက်ပြောနေခဲ့ကြတာပါပဲဝေးခွာနေခဲ့တာခြားလာပြီကိုကျွန်တော်တို့တက္ကသိုလ်ရဲ့ကျောင်းပိတ်ချိန်က November December လမှာအဲ့ဒီအချိန်ရထားစီးရတာတိတ်အေးတာပဲအထက်ပိုင်းရောက်လေကုအေးလေပေါ့ညဖက်ပတင်းပေါက်ကြီးပိတ်ထားတာတော့လေအေးတွေကဘယ်ကဝင်လို့ဝင်နေမှမသိဘူးအနှွေးအုပ်ချုပ်တွေ ခြေအိတ်လက်အိတ်နဲ့စောင်းတွေချုံပြီးစီးရတာစီးရတဲ့အချိန်ကလည်းအနည်းဆုံး12နာရီ13နာရီလောက်ကြာအောင်ကိုသမီးတမောစီးရတာရှစ်ရမ်းမှာတင်းချဖို့တိုင်းထူးချုံပါလို့သွားဖြေခဲ့တော့ကခြင်းနေအဲတော့ကမှ ပထမဆုံးအချိန်ယထာဆစီးဘူးတာမို့ယထာပုံမှာချုံးပြအောင်ကိုမူးခဲ့ဘူးလားအရုံးကတော့ယထာကိုအတိမုန်းခဲ့တာပေါ့ခုတော့အဲ့ဒါလိုစီးခဲ့ရယထာကိုပဲ လက်နေမိပြန်တယ်။ဇာတိမျိုးရဲ့ဘုရားလေးမှာယထာဆနာပြီးဆိုလေအပြေအလွာတက်ရင်ယထာထွက်ခါတဲ့ဂျုံဂျုံချက်ချက်အတန်နဲ့အတူကျွန်တော်နှလုံးသားတွေကွဲချီရတယ်လို့ပါပဲ။ယထာပတင်းကနေနှမ်းမိနေရတဲ့အဖေနဲ့အမေရဲ့အားပေးတဲ့အပြုံးတွေစိတ်မချဟန်တွေဟာကျွန်တော်ရင်ကိုတနည်းတစ်ပုံလာထိမှန်တာပါပဲ။အဲ့ဒါလိုမျိုးကလေးရဲ့ဘုရားယုံကနေ ထောက်ခွာရတိုင်းလဲစိတ်တဆိတ်မျက်ရည်ဝဲခဲ့ဘူးရာကိုမှတ်မိပါတယ်အခုတော့ကျွန်တော်တို့မျိုးကလေးရဲ့ဘူတာမှာကြထားမဆိုင်တာနှစ်အတော်ချပါပြီတကယ်လို့ပြဆိုင်ခဲ့ရင်လည်းကျွန်တော်ဟာကျိုးဆိုးသူမရှိတဲ့ဘူတာရုံအိုလေးစီဖိအင်အားနဲ့ပြန်ရဲပါမလဲလေ